အသင်းသင်းနဲ့သဘောတူညီမှုရရှိသွားပြီဖြစ်တဲ့ Debrine Manchester City အသင်းရဲ့ကွင်းလယ်လူ Kevin Debrine က Napoli အသင်းကိုပြောင်းရွှေ့ဖို့နှုတ်အားဖြင့်သဘောတူညီမှုရရှိသွားပြီလို့အီတလီသတင်းနေရာဖော်ပြလာကြပါတယ်။အသက်33နှစ်ရှိပြီဖြစ်တဲ့ Debrine ကလာမယ့်ဇွန်လမှာ Man City အသင်းနဲ့စာချုပ်သဏ္ဍာန်ကုံဆုံးတော့မှာဖြစ်ပြီးတော့ကစားသမားဖြစ်သူဘက်ကအသင်းမှာဆက်နေဖို့ဆန္ဒရှိခဲ့ပေမဲ့လည်း Man City အသင်းတာဝန်ရှိသူတွေကအသက်အရွယ်ကြောင့်စာချုပ်သဏ္ဍာန်မတိုးဖို့ကိုဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ်။ဒါကြောင့်မို့ဒီ brain ကလာမယ့်နွေရာသီအပြောင်းရွှေ့စည်းကွက်မှာ Man City ကနေပြီးတော့အလွတ်ပြောင်းရွှေ့စည်းနဲ့ထွက်ခွာတော့မှာဖြစ်ပါတယ်။ဒီ brain ကတော့သူဟာထိတ်တန်းအဆင့်တစ်ခုမှာဆက်ကစားနိုင်သေးရဲ့လို့ယုံကြည်နေပြီးတော့ Premier League club တစ်ခုခုကနေကန်လန်းလာမယ်ဆိုရင်လည်းစဉ်းစားသွားဖို့ရှိရဲဆိုပြီးတော့လမ်းဖွင့်ထားပါတယ်။ Belgium ရဲ့ရွေးစင်ကစားသမားက Aston Villa အသင်းနဲ့ Major League club ဖီချီကာဂိုဖိုင်းယားအပါအဝင်ကလပ်အများပြားရဲ့စိတ်ဝင်စားမှုကိုခံနေရတာပါဒါပေမဲ့ Sky Sport Italy ရဲ့ဖော်ပြချက်အရဒီဘရိုင်းကနာပိုလီအသင်းစီပြောင်းရွှေ့ဖို့သဘောတူခဲ့ပြီးတော့သူမိသားစုနဲ့အတူအီတလီကိုပြောင်းရွှေ့ဖို့ဆန္ဒရှိနေကြောင်းကလပ်အသင်းဘက်ကိုရှင်းရှင်းလင်းလင်းအသိပေးခဲ့ရလို့သိရပါတယ်နာပိုလီအသင်းကစာချုပ်သက်တမ်းနဲ့ပတ်သက်ပြီးတော့သဘောတူညီမှုတော့မရသေးပေမဲ့ပူပူနွေ့နွေ့ Serie A ချန်ပီယံအသစ်ဖြစ်ထားတဲ့နာပိုလီကဒီဘရိုင်းကိုခေါ်ယူရမှာဦးဆောင်နေရလို့လဲအဲဒီသတင်းဌာနကဖော်ပြထားပါ ါရယ်လွန်ခဲ့တဲ့တောက်ချနေညကမှနာပိုလီအသင်းက ကာဂလီယာရီအသင်းကိုနှစ်ဂိုးကိုမရှိနဲ့အနိုင်ရပြီးတော့ဒီနှစ် Serie A Champions ကိုစုခူးထားခဲ့တာပါအဲဒီလိုနာပိုလီအသင်းဖလားရပြီးမကြခင်မှာပဲသတင်းတောက်တွေကနာပိုလီအသင်းဥက္ကဋ္ဌအော်ရီလီယိုဒီလော်ရမ်တီးစ်ကိုဒီဘရိုင်းရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့မေးမြန်းတဲ့အခါမှာတော့နှုံမဆောင်တဲ့အတောင်းဆိုမှုတွေမလုပ်ကြပါနဲ့ကျွန်တော်တို့ဟာလက်ရှိထက်ပုံမအားကောင်းပြီးရှင်ပြိုင်နိုင်တဲ့အသင်းတစ်သင်းဖြစ်အောင်ကြိုးစားနေပါတယ်အသင်းမှာလက်ရှိကစားနေတဲ့ကစားသမားတွေကိုမယောင်းချပဲနဲ့အမြင့်မားဆုံးအဆင့် ်မှာရှိနေတဲ့တခြားကစားသမားတွေကိုထပ်ဖြည့်သွားမှာပါဆိုပြီးတော့ Laurentis ကပြောဆိုခဲ့ပါတယ်။ Belgian လေယူစင်အသင်းမှာ De Bruyne ရဲ့အသင်းဖော်ဖြစ်တဲ့ Napoli တိုင်းစစ်မှု Romelu Lukaku ကိုလည်း De Bruyne နဲ့သူတို့အသင်းစီကိုရောက်ရှိလာနိုင်လားဆိုပြီးတော့မေးမြန်းခဲ့ရမှာတော့ Eric Gisa ကိုကျွန်တော်မှတ်ချက်မပေးလို့ပါဘူးလို့သာပြောကြည့်ပြီးတော့ပြန်ဖြေခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က FA ဖလာဘိုလိုဝယ်အပြီးမှာတော့ဒီဘရိုင်းကသူမိသားစုရဲ့ပျော်ရွှင်မှုဟာသူ့ရဲ့နောက်ထပ်ပြောင်းရွှေ့မဲ့ကလပ်အသင်းကိုရွေးချယ်ရမှာအရေးကြီးဆုံးအချက်ဖြစ်မယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။အရာရာတိုင်းကကျွန်တော်မိသားစုနဲ့ကျွန်တော်အတွက်အဆင်ပြေရပါမယ်။ အသက်20အရွယ်မှာတော့ဆုံးဖြတ်ချက်ချတာလွယ်ခဲ့ပါတယ်။တခြားနိုင်ငံကိုပြောင်းရွှေ့ကစားတာက တိတ်ပြတနာမရှိခဲ့ပါဘူး။ဒါပေမဲ့အခုချိန်မှာတော့အခြေအနေတွေကဒီလိုမဟုတ်တော့ပါဘူး။ကလေးတွေအတွက်ဇနီးအတွက်အကောင်းဆုံးဆုံးဖြတ်ချက်ကိုကျွန်တော်ချချင်ပါတယ်။ကျွန်တော်ကလေးတွေတက်ရမယ့်အကြောင်းကျွန်တော်တို့မိသားစုနေထိုင်ရမယ့်နေရာစသဖြင့်စဉ်းစားမယ့်ကိစ္စတွေအများကြီးပါပဲ။ ကျွန်တော်အသင်းဖြစ်တဲ့အခါတတောင်တတာဖြစ်တဲ့အခါအရင်ဆုံးဖြတ်ချက်ကိုကျွန်တော်ချမှာပါအဲ့ဒီအတွက်ဒါကအရေးအကြီးဆုံးပါပဲမက်ဆီဒီသင်နဲ့လက်ချက်ကစားရမယ့်ဒီနှပွဲကိုအရင်ပြီးအောင်ကစားပြီးတော့မှဆုံးဖြတ်ချက်ချသွားမှာပါဒါပေမဲ့အရာကလွယ်ကူမှာတော့မဟုတ်ပါဘူးကျွန်တော်မိသားစုကလေးတွေနဲ့ဇနီးအပေါ်ကိုကျွန်တော်ဂရုစိုက်ရပါမယ်အဲ့ဒီအတွက်ဒါကလွယ်ကူတဲ့လုပ်ငန်းစံတော်မဟုတ်ပါဘူးဆိုပြီးဒီဘရိုင်းကပြောဆိုခဲ့ပါတယ်ဒီဘရိုင်းနေနဲ့ဘလိုပဲပရီးမီးယားလိမှာပဲဆက်နေဖို့လမ်းဖွင့်ထားတယ်ပြောပါစီပရီးမီးယား League လက်အသင်းတစ်သင်းရဲ့ကံဝင် ဖြစ်နေနေပြီးသားဖြစ်တာကြောင့်တခြား Premier League အသင်းစီပြောင်းရွှေ့ဖို့ဆိုတာကမလိုလားအထက်ပြဿနာတွေဖြစ်လာနိုင်ပါတယ်။အဲဒီအတွက်အင်္ဂလန်အစားတခြားနိုင်ငံတခုကိုရွေးတာက De Bruyne အတွက်အသင့်တော်ဆုံးဖြစ်နိုင်ပြီးတော့ De Bruyne နဲ့ဥရောပပွဲစဉ်တွေဆက်လက်ကစားသွားခြင်းနဲ့ပုံစံမျိုးလဲပြောဆိုနေတာကြောင့် Napoli အသင်းက De Bruyne အတွက်နောက်ထပ်အသင်းအသစ်ဖြစ်လာနိုင်ပွဲရှိနေပါတယ်။ဗီဒီယိုလေးအစုံလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။